KNU ကရင်မျိုးသားစည်းရုံးက63နှစ်မြောက်ကရင်တော်လှန်ရေးနေ့ကိုထိုင်းမြန်မာနေဆက်မှာကျင်းပခဲ့ပါတယ်။ဝမ်မူကြီးနေသားများကတော့နှစ်ပေါင်း60ကျော်ဖြစ်ပွားနေတဲ့စစ်ပွဲတွေပြီးဆုံးစေရည်ရည်ရွယ်ပြီးငြိမ်းချမ်းရေးအတွက်ဆွေးနွေးဖို့အသင့်ရှိတယ်လို့ပြောသွားပါတယ်။တရုတ်နိုင်ငံတာမိုင်ကွမ်ရှိဒေသရှိဒါရုဗေဒဆက်ရုံကအလုံအမှုဆောင်9ဦးကိုဆက်ရုံစုပစ္စည်း တွေကတဆင့် မြေရေကိုညင်ညမ်းစေတဲ့အပြင်လူသန်းပေါင်းများစွာတဲ့ရေပိတ်ဝင်မှုကိုလည်းချိန်ချောက်နေတဲ့အတွက်ဖန်ဆီးလိုက်ပါတယ်။ဆက်ယုံစုပစ္စည်းတွေထဲမှာကက်မီယံနဲ့ကာစီနိုဂျင်ဆိုတဲ့အရာတွေပါဝင်တဲ့အတွက်ကြောက်ကအယိုးနဲ့လေပြွန်လန်းချောင်းတွေကိုပျက်စီးစေနိုင်ပါတယ်။ စပိန်မှာအာနာကိုအလွဲသုံးစားသုံးခဲ့တယ်ဆိုရဲဆွဆွဲချက်နဲ့အထင်ကြီးရတရားသူကြီးဘောလ်တဇာဂရာဇွန်ရဲ့အမှုကိုရုပ်သိမ်းပေးဖို့ရှောက်ထားချက်ကိုစပိန်ဗဟိုတရားရုံးကပယ်ချလိုက်ပါတယ်။ဗိုလ်ချုပ်ကြီးဖရန်စစ္စကိုဖရန်ကိုလက်ထက်ကပြည်တွင်းစစ်ကာလလူ့အခွင့်အရေးချုပ်ဖောက်မှုကိုစုံစမ်းစစ်ဆေးဖို့ကြိုးစားခဲ့တဲ့အတွက်တရားစွဲခံရတာပါ။